မင်္ဂလာပါရှင့်မနေ့ကတော့ကကျမကဒီ Jolly Phonic နဲ့ Oxford Phonic ကကွာခြားချက်ကလေးတွေကိုစာအုပ်ကလေးနဲ့ပေါ့နော်စာအုပ်ကလေးတွေကိုရှင်းပြပြီးကျမပြောခဲ့တယ်ပေါ့အဲ့တော့ဒီနေ့ကဗာပြောမှာလဲဆိုတော့ကျမတို့ Main Phonic Rules အဲ့တော့ Phonic နှစ်မျိုးလုံးအခုမေမေတွေမေးနေတဲ့မေမေတွေကြားထဲမှာ Teacher တွေကြားထဲမှာရေးပန်းစနေတဲ့ Jolly Phonic နဲ့ Oxford Phonic နှစ်မျိုးလုံးကတူတူပဲလို့ကျမကမနေ့ကတော့ပြောခဲ့တယ်။ဘာတွေတူတာလဲ ဖုန်းလိချင်းအတူတူပဲသူတို့မှာအကြီးကပါဝင်နေတဲ့ main phonic rule အော်အားလုံးကျမတို့ဒီ bare phonic ကိုပဲတင်တယ်လုံးဝသိဖယ်လို့မရပဲထည့်တင်ရမယ် phonic rules တွေကိုအရင်ဆုံးပြောသွားမယ်ဒါပြီးတော့မှကျမတို့ကဘယ်ဟာကိုဘယ်လိုလုပ်ရမယ်ဆိုပြီးတော့ပြောမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျမတို့အကြီးက ကျွန်မပြောချင်တာကအခု main phonic rules ကိုပြောရတဲ့ရည်ရွယ်ချက်ဒီကြိုက်တဲ့စာအုပ်နဲ့တင်ပါအားလုံးဒီဥတီချက်အတူတူပဲပန်းနိုင်ကအတူတူပဲဟုတ်ပြီနော်နောက်တစ်ခုကဘယ်စာအုပ်နဲ့တင်လို့ပို့ပြီးတော့တက်သွားတယ်ဘယ်စာအုပ်နဲ့တင်လို့ဒီလမ်းကပုံမှန်သွားတယ်ဆိုတာကိုမရှိဘဲနဲ့ကျွန်မအခုပေးခြင်းတဲ့ message ကစာအုပ်ဒီ တင်ထောက်ကူသည်ကျမတို့အပြင်ကဝယ်ထားတဲ့အရာတွေသည်တကယ်တော့တင်ထောက်ကူဆိုတဲ့အတိုင်းစာအုပ်သည်ကုညီယုံတက်တက်ပဲဖြစ်တဲ့ကျန်နာကဒီတင်လိုက်တဲ့မိမိတို့မဟုတ်ဒီချေရဲ့အစွမ်းအစာရဲ့နောက်တစ်ခုကခလေးရဲ့လက်ခံနိုင်စွမ်းရည်နဲ့အများကြီးဆိုင်တာပါအဲ့တော့စ조사အားထုတ်ရမှာကဒီချေရဲ့မိမိတွေကပို့ပြီး조사အားထုတ်ရမှာဖြစ်ပါတယ်စိုက်တဲ့စာအုပ်နဲ့တင်မှာကိုကတေချာနီက တကယ်လို့ကို့မှာအားထုတ်ထားတာမရှိဘူးဆိုရင်စာအုပ်ကစာအုပ်တက်တက်ပါပဲ။ကြဲတော့သွားလိုက်ရအောင်။အဲ့တော့စာအုပ်နှစ်ခုလုံးမှာကြိုက်တဲ့စာအုပ်နဲ့တင်ကြိုက်တဲ့ series နဲ့တင်ကျမတို့ phone ကအတူတူပဲဘာကြောင့်အတူရလို့ကျမပြောရတယ်တစ်ချက်လောက်ကြည့်ရ။ Each letter has its sound. အဲ့တော့ letter တစ်လုံးချင်းစီမှာကျမတို့အတန်တန်ရှိတယ်။ Okay ။ဒါကိုအားလုံးသိပြီးသားဖြစ်တယ်။ဒီမှာကျမပြောချင်တာက Jolly Phonic မှာမို့လို့ A အတန်က အာလို့ဖြစ်နေပြီ Oxford phonemes မှာမဟုတ်လို့ဘလို့ဖြစ်နေတာမျိုးမရှိပါဘူး Tomorrow 26 letter sounds အဲ့တော့26လုံးလုံးရဲ့အသံတွေဒီကျမတို့ vowelic ကိုအသင့်တဲ့ကျမတို့အတူတူပါပဲသူရဲ့ SS အရနည်းနည်းလေးရှိုင်သွားတာလောက်ရှိရင်ရှိကောင်းရှိနိုင်ပါလိမ့်မယ်ကျမတို့ native speaker နဲ့ရှင်တဲ့အခါမှာနည်းနည်းလေးရှိုင်သွားတာမျိုးရှိကောင်းရှိနိုင်တယ်ကျမပြောတယ်နော်ဒါပေမဲ့ကျမတို့ဒီဒီအသံကြီးကိုလုံးဝတွေ့ဖယ်ပြီးတော့အလွဲကြီးလုံးဝကိုမတူဘူးဆိုပြီးတော့ ျမတို့ကြွားချတာဘာတစ်ခုမှမရှိပါနော်အဲ့တော့ A to Z 26လို့26 letters 44 sounds အဲ့တော့၄၄တန်ရှိတဲ့၄၄တန်လုံးဒီလေကျမတို့ Jolly Phonics မှာမလို့26လုံးကဒီအတန်တွေဖြစ်နေပြီ Oxford Phonics မှာမလို့တခြားအတန်ဖြစ်နေတယ်ဆိုတာမရှိပါဘူး Phonics တင်တဲ့အခါကြိုက်တဲ့စာအုပ်နဲ့တင်မှာဘယ်စာအုပ်မှမဝဲဘူးဒီချင်ကိုပါကိုတင်ထားကိုလုပ်မယ် Whiteboard တခုဝဲမယ် Mega Bear တစ်ချောင်းဝယ်ပြီးတင်မယ်ရတယ်တင်လို့ရတယ်ဘာဖြစ်လို့လဲ သူတတ်မှတ်ထားတဲ့စီမင်းစီကံဘောင်ထဲကနေကြော်ထွက်မသွားဘူးဆိုရင်မိမိတို့ကြိုက်တာနဲ့တင်ပါတင်လို့ရပါတယ်ရှင်စာအုပ်ရှိမှတင်လို့ရတာမဟုတ်ပါဘူးเนาะနောက်တစ်ခုကကျမတို့နောက်ထပ်တူညီတဲ့စီမင်းစည်းကမ်းကပါလဲ short vowels အော် short vowels စောင်းနေသည်ကျမတို့တည်တဲ့အတိုင်းအရင်အတန်လေးကအအေအအအာ ဆိုပြီးတော့ကျမတို့ရှိပါတယ်အဲ့တော့ဒါတွေကလည်းကျမတို့ Jolly Phonic မှာလည်းဒီအတန်နေပဲဖြစ်တယ်လို့ Oxford Phonic မှာလည်းဒီအတန်ပါပဲအဲ့တော့ကျမအခုလိုပြောတာကဒါကိုနားထောင်နေရင်เนาะတချို့ကပြောနေပြီတီချင်ကလည်းဒါကတော့သိတာပေါ့တီပီးသားကြီးကပြန်ပြောနေရလို့ထင်ကောင်းထင်ပေမဲ့ဒါဒီတော်တော်များများကလက်ထက်နေတဲ့အထက်မှာတတိမထားမိတဲ့ညီလမ်းမှာဘာဖြစ်လို့လဲဆိုတော့ကျမပြောချင်တာကအခုကျမရှိမှလည်းပြောခဲ့ပြီစာအုပ်ရှိမှမဟုတ်ဘူးဘယ်စာအုပ်နဲ့တင်တယ် ဂျွန်လင်းနဲ့ပဲတင်တယ်အော့ဖ်ဖုန်းနဲ့ပဲတင်တယ်ဒါဟာဒါပဲကိုဘာကြောင့်များဂျွန်လီဖိုနစ်ကလာအော့ဖ်ဖုန်းနဲ့ကလာလို့အရန်ကိုဘယ်လိုဖြစ်မလဲ serious ဖြစ်ပြီးတော့ CD ကိုပဲလိုက်ပြီးတော့ရွေးနေတယ်စာအုပ် name ကိုပဲလိုက်ရွေးနေတယ်ကျမတို့အကြီးက target ထားရမှာဒီပန်းနိုင်အတူတူပဲ D room တင်တယ်ပဲတောင်းနေတယ်ဆိုတာကိုကျမတို့က target ထားရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီမှာ short viral sound တွေကိုလည်းကျမတို့က26လုံးတက်ပြီးသွားရင် short viral sound တွေကိုတင်ရမှာဖြစ်ပါတယ်ဒါဒီလည်းအတူတူပါပဲရှင်အတန်းကလည်းအတူတူပါပဲနောက်တစ်ခါကျမတို့ နောက်တစ်ခါ long verb sound အဲ long sound တွေကလည်းသူ့မှာမို့လို့ long sound က long a sound က a ဖြစ်နေပြီးတော့ oxford မှာမို့လို့ a ဖြစ်နေပြီးတော့ jolly phonics မှာ long a sound က e လို့ဖြစ်သွားတယ်ဆိုတာမရှိပါဘူးရှင်။အဲ့တော့ကျွန်မပြောချင်တာကဒီမှာဒီထိလည်းအတူတူပါပဲ။အားလုံးကတူနေတယ်ဆိုတော့ကိုကျွန်မကပြောချင်တာ။ကဲသူတို့မှာတော့ vowel team တွေကလာတဲ့အတန်လေးတွေတော့ရှိမယ်။ဟုတ်ပြီနော်။အာကျွန်မတို့ဘာလို့ခေါ်လဲ alternative sound လို့လည်းပြောလို့ရပါတယ်။နောက်တစ်ခါ consonant digraph ။အော်ကျွန်တော်တို့ cast net နှလုံးပေါင်းမယ်။ပြီးလို့ရှိရင် two letter make one sound okay two letters make one sound အော် letter နှလုံးရှိမယ်ပြီးရင်ကျွန်တော်တို့အတန်တက်တတန်ထပ်ပေါ်ပါမယ် c နဲ့ h နဲ့အတူတူထားတဲ့အခါပေါ်လို့ရှာနော် c ရဲ့ h ကနော် c sorry c ရဲ့ sound က h ရဲ့ sound တွေကအဲဒီနှစ်ခုပေါင်းလို့ခဟလို့မထွက်ပဲနဲ့ c နဲ့ h နဲ့ကိုကျွန်တော်တို့က ဆိုပြီးတော့အသက်ထွက်ရပါတယ်ဒါဒီ new sound တစ်ခုကိုသူက making လုပ်လိုက်တာပါအဲ့တော့ဒီမှာ knock carsnet blends carsnet blend နဲ့အတူတူပါပဲ carsnet နှလုံးအတူတူထားမယ်သူကတော့အသက်အစ်ထွက်ပေါ်တာပုံပဲနဲ့အဲ့တန်တန်ကို blend လုပ်ပြီးတော့ကျမတို့တန်တန်နဲ့ဖြတ်ပြီးထွက်ရတာပါ bell k l kel stir gr စသဖြင့်ပါကဲဒီကြည့်လဲကျွန်တော်တို့အားလုံးအတူတူပါပဲအဲ့တော့ same phonic rules ခေါင်းစဉ်ကတူညီတဲ့ phonic rules တွေပါအဲ့တော့အားလုံးကကျွန်တော်တို့ကကြီးကြီးမားမားတွေ့ပြသွားတာမရှိပါဘူးအဲ့တော့မေမေတို့ also phonic လည်းမဝဲဘူး jolly phonic လည်းမဝဲဘူးတိချက်ဆရာစာအုပ်လည်းမဝဲဘူးရတယ်ကိစ္စမရှိဘူး white ball တစ်ခုဝယ်ပါ mega ball တစ်ချောင်းဝယ်ပါရှင်ဒါမှမဟုတ်လို့ရှိရင်ပုံဆက်စာအုပ်တအုပ်ဝယ်ပါ ball ball တစ်ချောင်းဝယ်ပါရှင်တသမိမိကိုတင်လို့ရပါပြီကဲနောက်တစ်ခုကြည့်ရအောင် အာကွန်ထရိုဗာအာကွန်ထရိုဗာတဲ့ဒီအဖြစ်ပြောရရင်အာရဲ့ထိတ်ချုပ်ခြင်းကိုခံရတဲ့ဗာဝဲလို့ဒီမှာကမြန်မာလိုရှင်းရှင်းလေးလေးပဲပြောပါမယ်။အာကကွန်ထရိုလုပ်လိုက်လို့အတန်လေးတွေပြောင်းသွားတာကိုစုလို့လာပါเนาะ။အဲ့တော့အာကွန်ထရိုဗာကလည်းအကုန်လုံးတူတူပဲ။အဲ့တော့အော့စဖို့ဘုန်းမှာမလို့အာကွန်ထရိုဗာကဒီအတန်ထွက်ပြီးဂျော်လီဖိုနစ်မှာကျတော့နောက်တစ်တန်ပြောင်းသွားတယ်ဆိုတာမရှိပါဘူး။ဒီအတန်နေကြည့်ပါပဲ။အဲ့တော့ကျမတို့ကဒီမှာတစ်ခုတည်းထားရမှာကအရှိကနေတင်တာနဲ့အနောက်ကနေတင်တာ။ဟုတ်ပြီနော်။ ကျမတို့ Osmo Connect မှာ long song ကိုအရင်ဆုံးစောစောစီစီမိတ်ဆက်ထားတယ်။ Jolly Connect မှာကအဲ့ဒီလိုမဟုတ်ဘဲနဲ့တခြားနည်းနဲ့တွားထားတာမျိုးရှိတယ်။အဲ့တော့ကျမခုနကပြောတဲ့ခင်းညင်ကြီးကိုကျမရှေ့ကဗီဒီယိုမှာပြောခဲ့တယ်။ဟင်းချက်မဲ့စီတက်မှာလားလုံးချက်ချက်မှာလားခင်းညင်ကြီးကိုအရင်ထည့်မှာလားစက်သူညီကိုအရင်သိမှာလားဒီသဘောပါပဲ။စိတ်တာကိုထည့်ပါနောက်ဆုံးမှာကျမတို့ဒီအနံ့အရသာပြည့်စုံတဲ့ဟင်းတစ်ခွက်ကိုရဖို့ကကျမတို့ရဲ့ဦးတည်ချက်ဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် ကျမတို့ a control vowel တွေကျမတို့ a e i o u ဆိုတဲ့ vowel တွေအနောက်မှာ r ကိုလိုက်ပြီးကပ်လိုက်တဲ့အခါမှာကျမတို့က atlantic ကလေးတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အဲ့တော့ဒီသုံးတန်ကိုကြည့်ရအောင် e r i r နဲ့ u r ဒီ same sound အတန်တူပါတယ်။အဲ့တော့ also phonic မှာအတန်တူပြီး jolly phonic မှာကျတော့ဒီသုံးခုကအတန်မတူဘူးအတန်စီဖြစ်သွားတယ်နော်ဆိုတာမရှိပါဘူးရှင်။ e r နဲ့ o r ကတတ်စီထွက်ပါတယ်။သူတို့အတန်နဲ့ကိုယ်ပိုင်အတန်နဲ့ထွက်ပါတယ်။ e r i r u r ကတော့အတန်အတူတူ same ဖြစ်ပါ ဟုတ်ပြီနော်နောက်တစ်ခုကကျမတို့ tip tone လေးသင်ရမှာ tip tone ကဘာလဲဆိုတော့ဒီမှာကျမတို့ဒီမှာဆိုရင် OU နဲ့ OW ဒီကျမတို့မြန်မာလိုပြောရမယ်ဆိုရင်စာလုံးပေါင်းမတူဘူးဒါပေမဲ့အတန်ကလာတူနေတယ်မြန်မာစာမှာလည်းအဲ့ဒီလိုမျိုးတွေရှိတယ် နော်စလုံးပေါင်းကမတူဘဲနဲ့စလုံးပုံစံကမတူဘဲနဲ့ကျမတို့အတန်ကလာပြီးတော့တူနေတာမျိုးတွေရှိပါတယ်အဲ့ဒီလိုပုံစံမျိုးနဲ့တင်ရမှာမျိုးဖြစ်ပါတယ်အတန်အစ်စ်ပေါ့နော်ဖြစ်သွားတဲ့ပုံစံမျိုးနဲ့တင်ရမှာဖြစ်ပါတယ်ဒါကိုကျမတို့က two birds sound make one syllable နော်အဲ့တော့ဒီ vowel နှစ်ခုဒီသူဒီ one syllable မတို့ဒီမှာစာလုံးတစ်လုံးတသက်ဖြစ်စာလုံးပေါင်းမှာအတန်တတန်သူ့ကို two vowel ကအတန်တတန်ဖြစ်ပေါ်နေတာပါဒါကတော့သူ့ရဲ့တနည်းအဖြစ်ပြောရမယ်ဆိုရင် alternative sound လို့ပါပဲကျမတို့ alternative sound ဆိုတာမြန်မာလိုနားလည်အောင်ပြောရမယ်ဆိုရင်ခေါင်းကကျမပြောတဲ့အတန်တူပြီးစာလုံးပေါင်းမတူတာစာလုံးပေါင်းတူနေပြီးတော့အတန်တတန်ကြီးထွက်နေတာဒါတွေကို alternative sound လို့ခေါ်ပါတယ်နော် AU ဒီမှာဆို AW နှစ်ခုလုံးကကျမတို့ all ဆိုတဲ့အတန်ပဲဒါပေမဲ့သူ့စာလုံးပေါင်းကတူသလားမတူဘူးဟုတ်ပြီနော်ဒါမျိုးတွေကိုလည်းကျမတို့က dead tone တွေကိုသင်ရမှာဖြစ်ပါတယ်သင်ရတဲ့အခါမှာအဲကျမတို့က polyphonic မှာမဟုတ်လို့တက်တက်တက်တန်နဲ့သင်ရပြီ also horn မှာနောက်တက်တန်နဲ့သင်ရတယ်ဆိုတာမရှိပါဘူးဒါဒီကျမတို့တူညီတဲ့ same phonic rules ဖြစ်ပါတယ် okay နောက်တစ်ခုက silent letter ဖြစ်ပါတယ် အဲ့ဆိုင်လာတာကကြည့်အောင် letter k နဲ့ letter n နဲ့ပေါင်းတဲ့အခါအတူတူရှိနေတဲ့အခါမှာနှလုံးတွဲတွဲတွေ့တဲ့အခါကျမတို့က letter k ဒီ silent ဖြစ်ပါတယ်။အဲ့ silent letter တွေကအင်္ဂလိပ်စာမှာသူ့ရဲ့နော်တမိုင်းတစ်ချက်နောက်လျှောက်ရှိခဲ့တာပါ။အဲ့ orthophonic မှာတင်တဲ့အခါမှာကျမတို့ letter k က silent လာဖြစ်နေပြီ။ polyphonic မှာကျတော့ k ရော n ကိုအတူတူထွက်ပေးရတယ်ဆိုတာမျိုးမရှိပါဘူး။ကျမတို့ငငယ်ရရလဲ စာလုံးနေเนาะကျွန်တော်တို့ချက်ခဲ့တယ် minute နေ k n e e နေဆိုပြီးတော့ချက်ခဲ့တယ်ကျွန်တော်တို့ဒူးကန်းကိုဟုတ်ပြီเนาะကဲအဲ့လိုမျိုးဆိုတော့ဒီလိုအဲ့လိုရှိပါတယ်စာတစ်ခုကကျွန်တော်တို့ WR တူတူထားမယ်ဆိုလို့ရှိရင် letter W ဒီ silent ဖြစ်ပါတယ်။ဒီတာမျိုးပေါ့နော်။အဲ silent letter တွေကလည်းကျွန်တော်တို့ဘာကိုပဲတင်တင်ဘယ် series ကိုပဲတင်တင်ကျွန်တော်တို့တင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုက soft sound နဲ့ hard sounds ဖြစ်ပါတယ်။အဲ letter C မှာအတန်အတန်ရှိပါတယ်။ ကျမတို့ soft နဲ့ hard ဆိုနှစ်တန်ရှိတယ်အလားတူပဲ letter g မှာလည်းနှစ်တန်ရှိပါတယ်အဲ့တော့ဒါတွေနဲ့ကျမတို့က be phonic series ကိုတင်တဲ့ဒါတွေကမဖြစ်မနေပါရမှာဖြစ်ပါတယ်ပြီးရင် magic e နဲ့ silent e rule ကိုတင်ရမှာဖြစ်ပါတယ်အဲ့ဒါက be phonic ကိုတင်နေပါမယ် room တိဒီ room တိကိုကျမကနောက်မှဒီတင်တန်းမှာအသေးစိတ်ရှင်းမယ်လောလောဆယ်ကကျမတို့ same ဖြစ်နေတဲ့ rules တိကိုအရင်ဆုံးပြပြသွားတာဖြစ်တယ်ပေါ့နော်နောက်ကျမတို့ဘာပါမလဲ short sound ပါမယ်ပေါ့နော်အဲ့တော့ဒါဟွန်းဒါ letter introduction နောက်ရက်အတွက်ပေါ့နော် တဲ့ဆိုတော့အဲ့တော့ဒီနေ့ကျွန်မပြောပြခဲ့တာကเนาะ symphonic rules เนาะဘာတွေကွာနေလဲဘာတွေတူနေလဲဟုတ်ပြီเนาะအဲ့တော့ခါကျတော့ကြိုက်တဲ့စာအုပ်နဲ့တင်ပါမမေတို့အနေနဲ့အဲ့တော့ဒါတွေကတော့တူပါတယ်ဒါတွေကတော့ကွာပါတယ်ဆိုပြီးတော့အခုကျွန်မပြောပြခဲ့ပြီးတာဖြစ်ပါတယ်နောက်ရက်မှာကျွန်မကကျွန်မတို့ဘယ်စာအုပ်နဲ့တင်တင်ကြိုက်တဲ့စာအုပ်ကိုကင်ပြီးတော့တင်စာအုပ်ထဲကပုံပြီးအတေပဲဖြစ်ပါတယ် နော်အဲ့တော့ခလေးစိတ်ဝင်စားအောင်လို့ကျမတို့ကဘယ်လိုမျိုးခလေးကိုချင်းကပ်ပြီးတော့ဘယ်ပုံစံဘယ် teaching style နဲ့ချင်းကပ်ပြီးတော့ခလေးကိုကျမတို့ lettery မိတ်ဆက်ပေးသွားမလဲ two planning ကိုဘယ်လိုသွားကြမလဲ3 planning ကိုဘယ်လိုတက်လန်းကြမလဲဆိုတာကိုအသေးစိတ်ပြပြပေးသားမှာဖြစ်ပါတယ်ရှင့်ကဲဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးပါနော်